ကြည့်နောက်တစ်ခုကဥစ္စာတယနာမဟာတယနာဆိုခန္ဓာကြည့်ကြတဲ့နေရာကြီးတွေပေါ့ခန္ဓာကြည့်ကြတဲ့နေရာဥစ္စာတယနာဆိုတာနှစ်တောင်းတော်တဲ့မြင့်ပြီးတော့ကိန်းခန်းကြီးတဲ့နေရာကြီးတွေအမြင့်ကြီးတွေမှာအိဋ္ဌာမျိုးမဟာတယနာဆိုအဝတန်ထူးခြားတဲ့နေရာကြီးတွေမှာအိဋ္ဌာမျိုးဒါကဇိန်ခံပြီးတော့အိတ်တဲ့ ဲ့အရာတွေကိုရည်ညွှန်းပြီးတော့ပြောတာเนาะစိန်ခံပြီးတော့အိတ်တဲ့အရာတွေမှမအိတ်ဘူးတဲ့အဲ့ဒါမျိုးကိုမသုံးမဲ့နဲ့မြင်သောနေရာမြတ်သောနေရာလို့ဆိုတဲ့ကိန်ခံကြီးတဲ့ဟာတွေမလုပ်ဘဲနဲ့ simple light ပေါ့ရိုးရိုးကလေးရိုးရိုးကလေးအိတ်ဖို့အိတ်ဆက်တဲ့နေရာလေးလို့အဲ့တော့ရိုးရိုးလေးအိတ်တယ်ဆိုတာတက်တော့တက်တာအိတ်ဖို့မပြင်းတင်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူး တချို့ကအဲ့ရာကိုတည်တည်ချာချာခန်းနာအောင်ပြင်ပြီးတော့ထားတာရှိသေးတယ်လေတည်တည်ချာချာကိုခန်းခန်းနာနာဆိုဖာကြီးတွေနဲ့အလှပြင်ပြီးတော့အဲ့ကြတာရှိသေးတာကိုအဲ့ဒါလို့အလှပြင်ပြီးတော့ခန်းခန်းနာနာကြီးအမတန်မြင့်ပြီးတော့တကယ်မင်းဆိုရာဇာတွေတတိတချေတထေးတကြွဲတွေတုံးတဲ့အတုံးမျိုးတွေနဲ့တုံးပြီးတော့ကိန်းခန်းကြီးတဲ့နေရာမျိုးမနေပါဘူး ရိုးရိုးလေးပဲနေပါမယ်လို့ဟောဥစ္စာတေနမာတေနယန္တာပုဂ္ဂိုလ်တွေဟာဒီတိုင်းကျင့်သုံးရတယ်ကြည့်လေမြတ်စွာဘုရားသခင်ကိုရောမြတ်မင်းသားဘဝတုန်းကအဲ့ဒီလိုကိန်းခမ်းရှိတဲ့အမတန်မြင့်တဲ့နေရာတွေမြတ်တဲ့နေရာတွေကောင်းတဲ့နေရာတွေမှာနေလာပြီပဲလို့တောထွက်ပြီးတော့တရားကျင့်တဲ့အခါကျတော့တင့်ပင်အောင်ဒီတိုင်းထိုင်တာမဟုတ်လား အိတ်ဆရာရှိလေတစ်ပင်အောက်မှာပဲဒီတိုင်းပဲလေဖျားဖြစ်တော်မူတဲ့အခါတော်မှကြီးပါလားတုတ်တိယဆိုတဲ့ပုံနာကလှူလိုက်တဲ့မျက်ရှိဆုပ်ကိုဖြန့်ခင်းပြီးတော့ထိုင်တာလေမျက်ခင်းလေးပေါ်ထိုင်လို့မျက်ခင်းလေးဆိုအလွန်အေးတာအဲ့ဒီမျက်ခင်းလေးပေါ်တွေ့ရသည်ကဆုံလာကြီးဆိုတော့မျက်ခင်းလေးပေါ်ထိုင်လိုက်ရရင်မျက်စိမ့်စိမ့်လေးပေါ်မှာအမတန်အေး အဲ့ဒီပုံမှာတင်မြင်ခွေးထိုင်ပြီးတော့ရသော်ဘုရားရဲ့အလောင်းတော်ဟာတရားဓမ္မရှုရင်ကဒါဖြစ်သူရောက်သူရောက်သွားတာလေအဲ့တော့ကိန်းခန်းကြီးတဲ့နေရာတွေမှာမဟုတ်ဘူးတဲ့အဲ့ဒီလိုရိုးရိုးလေးနဲ့ရှင်းကြံကြုတ်ကုန်နေသွားတဲ့အနေထိုင်မျိုးဟာရဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတဲ့နေရာမျိုးဖြစ်တယ်ဒါကြောင့်မို့ငါလည်းပဲဒီကနေ့အဲ့ရဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတယ်လို့ လိုက်တာจิตသုံးရပြီလို့စိတ်ထဲမှာဝမ်းသာကြည်လွန်းမှုဖြစ်ရမယ်လို့ဒီလိုဆိုတာเนาะအဲ့ဒါလို့ရှစ်ပါးသီလကိုတစ်ခုစီတစ်ခုစီစောင့်တည်ပြီးတော့จิตသုံးခြင်းစိတ်ထဲကဒီအတွေးလေးတွေနဲ့မှန်ကန်တဲ့အမြင်ကလေးတွေနဲ့စောင့်သုံးတဲ့ဥပ္ပဟာအလွန်အကျိုးကျေးဇူးများတဲ့ဥပ္ပဟောလို့ဒီလိုပြောတယ်